အာအလုံးပဲမင်္ဂလာပါဒီတစ်ခါကကျွန်တော်က cruise control အသုံးပြုရဲ့အကြောင်းလေးကိုအာ vlog လေးရိုက်ပြမယ်အာ cruise control ဆိုတာကတော့အလွယ်ပြောရရင်တော့ကိုက lever နင်းစရာမလိုဘူးအာ hand လက်နဲ့လက်မလက်နဲ့ speed အတိုးလျှောက်လုပ်လို့ရတယ်အဲဒါပေမဲ့ဒီကောင်ကဘယ်မှာသုံးရလဲဆိုတော့မြို့တွင်းသုံးမှာတော့အဆင်မပြေဘူးပေါ့နော်သူက highway သွားတဲ့ချိန်ဒီမှာ highway တော့ကိုအဓိကယူရပြီးထားတာ highway သွားတဲ့ချိန်မှာအာ lever အသုံးပြုစရာမလိုအောင်ပေါ့နော်ခြေထောက်ကတတ်တာအောင်ပေါ့ပုံမှန်လေးအဲ့ဒီ မိဘအနေနဲ့ဟာလုံးဝလုပ်ရမလို့ပဲနဲ့သွားလို့ရအောင်လုပ်ထားတဲ့ဟာလေးပေါ့အဲကျွန်တော်ဘယ်လိုတော့ ਆ လဲအထဲမှာအဲဒီ delay ရှင်းပြမယ်ပြီးရင်ကျွန်တော်စမ်းမောင်းပြမယ်ပေါ့ကျွန်တော်နဲ့အတူတူတစ်ချက်လောက်လိုက်ကြည့်ပေးပါဦးပါမယ်အရင်ဆုံးအပြောပြမယ်ပေါ့နော်ပြီးွားရင်ကျွန်တော်စမ်းမောင်းပြမယ်ပေါ့အဲဒီကောင်ကကီလို40ရောက်မှနော်ဒီခုက0ပေါ့နော်သူက speed က40ရောက်တဲ့ခါကျမှသုံးလို့ရမယ်အဲ့လိုသုံးမယ်ဆိုရင်တော့ဘယ်လိုသုံးရမလဲဆိုရင်တော့ဒီ cruise ဆိုတာလေးကိုအရင်နှိပ်ထားလိုက်။ဒါ cruise main ဆိုပြီးတော့ဒိုင်ခွက်မှာပေါ်လာလိုက်မယ်။ ကီလို40ရောက်သွားတဲ့ခါကျရင်ဒီမှာဒီဟာလေးကိုအပေါ်ခလုတ်လေးကိုနှိပ်လိုက်နှိပ်လိုက်ရင်အောက်မှာထပ်ပေါ်လာလိမ့်မယ် cruise ဆိုပြီးတော့ထပ်ပေါ်လာလိမ့်မယ်အပေါ်လာရင်တော့အဲဆိုရင်တော့ brake lever လှုပ်ပြီးတော့မောင်းလို့ရပြီ speed တင်းရင်ဒီအပေါ်နှိပ်မယ်အောက်ချခြင်းတရားကိုနှိပ်မယ်နော်အာပြန်ပြန်ပြီးတော့ cruise control ကိုဖြုတ်ချင်တယ်ဆိုရင်တော့ cruise control ဖြုတ်ချင်တယ်ဆိုရင်တော့ the cancel ကိုနှိပ်လို့ရတယ် brake ကိုနင်းလိုက်လို့ရတယ် brake နင်းလိုက်ရင်ရတယ် အဲ့ဆိုရင်တော့သူက cruise control ပြုတ်တယ်ကျန်တာကတော့ steering ကတော့ကိုယ်ကမန်နျူရယ်ပဲပေါ့နော်လမ်းနဲ့ထိန်းပြီးတော့ပုံမှန်မောင်းသလိုပဲဒီခလုတ်လေးအတင်ချလုပ်ပြီးတော့အရှိန်ကိုတိုးလို့ရှော့လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဆိုရင်ကျွန်တော်စာမောင်းပြမယ် ညိုရင်းသုံးတာတော့အဆင်မပြေဘူးပေါ့နော် highway သွားတဲ့ခါတွေမှာတော့အဆင်ပြေအခု32 36 38 40ကျော်သွားပြီဒီမှာ cruise control ဆိုတာလေးဝင်သွားပြီအောက်မှာနော်ကျွန်တော်ဒီမှာလှက်ထားတယ်ကတော့ကတော့အမ6ရောက်တင်ပြထားတယ်နော်ဒီမှာ42ရှိတယ်ကျွန်တော်အချိန်တင်ပြမယ်43 44 45နော်ပြေးမယ်ဒီစောက်ခေါ်ပထမတိုးရင် ီတိုင်းပဲအတုံနဲ့သွားတာ constant speed နဲ့သွားတယ်နော်58တစ်ချက်နှိပ်လိုက်ပြီ59 50နှစ်ဆင့်လောက်တက်တယ်သူက plus plus 2 minus ဆိုတော့ဒီမှာလည်းနည်းနည်းတက်တယ်နည်းနည်းလေးတက်တယ်ပေါ့50ပေါ့နော်အဲ့တော့ထပ်တိုးပြမယ်နှစ်ချက်နှိပ်ထားတယ်ထပ်တိုးမယ်အော်အဲ့မှာတက်လာပြီ53 54မှာကျွန်တော်ပြန် short ပြမ အောက်ကိုနှိပ်လိုက်ပြီဒီမှာအောက်ကိုနှိပ်တယ်နော်ပြန်ရော့သွားပြီပြန်ရော့သွားပြီနော်အာဖြုတ်ချင်ရင်ဒီမှာကျွန်တော်ပြောရဲကန်ဆာဆိုတာနှိပ်လို့ရမယ်ဘရိတ်နင်းလို့ရမယ်ကျွန်တော်အရင်ဘရိတ်နင်းပြမယ်နော်ဒီမှာဒါလေးတွေကိုလည်းကြည့်ထားလိုက်ဘရိတ်နင်းလိုက်ရင်ပြုတ်သွားပြီနော်ဒါပြုတ်သွားရင်ပြုတ်သွားတယ်ဆိုပြီးအောက်ကပြရတယ် cruise က cruise control အလုံးမလုံးတော့နော်ဒါ manual ပြန်မောင်းတာဖြစ်သွားပြီအဲကျွန်တော်ပြန်ချိတ်ပြမယ်ပြီးတော့ cancel နဲ့ပြန်ဖြုတ်ပြမယ် မှာ cruise control ဝင်သွားပြီเนาะအချိန်ပြန်တင်ပြမယ်ဟမ်အဲကတော့เนาะအခြေရောက်လေးတင်ပြထားလုံးဝ control မလုပ်ထားဘူးဆိုတော့ပြဟမ်ပြန် short ပြမယ်ဒါပြန် short မယ်မှာ cancel နှိပ်ပြမယ်เนาะနှိပ်လိုက်တယ်ပြုတ်သွားပြီအာအခု manual ပေါ့เนาะ manual ဖြစ်သွားပြီ manual ဖြစ်သွားပြီ အဲ့တော့အခုဒါကတော့ကျွန်တော်ပြီးသွားပြီပေါ့နော်ဒါက vlog လေးရှင်းသွားမှာဆိုလို့အဓိကကတော့ဒါလေးကိုပြောပြကြနေတာပေါ့အဲ့တော့ cruise control ကကျွန်တော်တို့ highway သွားတဲ့ခါဒီမှာတော်တော်ကြီးကိုအဆင်ပြေတယ်အမြန်လမ်းပြာကျွန်တော်တို့တော်ရတယ်နင်းရတယ်ဒူကောင်းနေနာတယ်ဒူကောင်းနေလေ highway ကိုအကြိုင်မောင်းရတဲ့သူတွေတော့ကဒီ cruise နဲ့သွားမယ်ဆိုရင်အဲအဆင်ပြေတယ်တော့ရတာလဲတော်တော်ကြီးကိုပော့ပော့ပါပါနဲ့ကောင်းတယ်ပေါ့နော်ဒါကတော့ cruise control ပါတယ် ပါပြီးတော့ဗျာဟိုဘယ်လိုတော့မှလည်းမသိဘူးအလွယ်ပြောရင်ဗျာကိုယ်မှာပါတဲ့ကိုယ်ကားမှာပါတဲ့ function တွေကိုအပြည့်အဝတော့မှာကိုကလည်းအဲ့ရ facility ကိုအပြည့်အဝခံစားလို့ရမှာလေအဲ့ဒါနဲ့ cruise control နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးကိုကျွန်တော်ကပြောပြပေးခဲ့တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းမြတ်ပါ